ချက်စီတင်းကိုအပိနေကြတဲ့ဘရာသားညီကိုပြိတ္တတွေအားလုံးပဲမင်္ဂလာနဲ့နှခင်ပါလို့ဥစ္စာပေါ်နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီဗီလိုမှာတော့ကျွန်တော်အနေနဲ့ဒီကနေ့တော့ချက်စီတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါဒီကနေ့မှာလည်းချက်စီတင်းကတော့ဒါလက်သက်သွက်နေပဲပေါ့နော်မနေ့ကကျွန်တော်ဘော်ဆီယာဒေါ်မွန်တင်းရဲ့ရမက်ကတင်ကိုချက်စီတင်းခေါ်ယူနိုင်ခဲ့တယ်ပေါင်တန်း90လောက်ကျမယ်အဲ့ထက်လည်းနောက်ထပ်5တန်းလောက်ပို့နိုင်တယ်ဆိုတဲ့အထားမျိုးဖြစ်တယ်ပြီးတော့ဒါကျွန်တော်ခုနှစ်နှစ်ပေါ့နော်တတန်းရှိတဲ့စာချုပ်မျိုးနဲ့ချက်စီတင်းကခေါ်ယူနိုင်ခဲ့တယ်အဲ့လိုခေါ်ယူတဲ့နေရာမှာလည်းဒါကျွန်တော်တို့ဒီဂျာမန်ကလပ်အသင်းဖြစ်တဲ့ဘိုင်မြူနစ်ကို ကြော်ပြီးတော့မှဒီကစားသမားကိုချက်စီတင်ကအရခေါ်ယူနိုင်ခဲ့တယ်။ကစားသမားကိုယ်တိုင်ကလည်းပုံကူရေးဆိုင်ရာအရချက်စီတင်ကိုပြောင်းရွှေ့ဖို့အတွက်အစိုးကြီးတွေကသဘောတူခဲ့တယ်လို့ဘိုင်မြူနစ်ကကန်လန်လာတဲ့အချိန်မှာလည်းသူ့ရဲ့စိတ်ကပြောင်းလဲသွားခြင်းမရှိဘဲနဲ့ချက်စီတင်ကိုပဲပြောင်းရွှေ့ဖို့ရွေးချယ်ခဲ့လို့ဒါချက်စီတင်ကတိုက်စစ်အတွက်ကျွန်တော်တို့အားရင်ဖြစ်တည်မှုတစ်ခုကိုမနေကပဲပူပူနွေးနွေးပြုလုပ်ထားနိုင်ခဲ့တဲ့အနေအထားကနေအခုဆိုရင်တော့နောက်ထပ်ဒါပြစ်မှတ်တဲ့ဂျာဘထူနဲ့ပတ်သက်ပြီးတော့လည်းချက်စီတင်က agreement ရသွားပြီလို့ ဒိန်းအော့စတင်တို့ရဲ့ဖော်ပြချက်တွေအရာသိရတယ်အဲနာမည်ကျော်လို့ပြောလို့ရတယ်ဗောနော်ယာကော့ဘန်တို့လို့ reporter တွေရော David Austin လို့ကစားသမားတွေကပါဖော်ပြချက်အရာဆိုလို့ရှိရင်တော့ Chelsea တင်းကဒီကြောင့်ရာအိုပက်ထရိုနဲ့ပတ်သက်ပြီးတော့ဒါသဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရတယ်အထူးသဖြင့်ကတော့ကစားသမားကိုဒါကျွန်တော်တို့အရင်ဆုံး Chelsea တင်းကသဘောတူညီမှုယူနိုင်ခဲ့တယ်ဆိုတဲ့အထမ်းမျိုးမှာရှိတယ်ကစားသမားက Chelsea တင်းကိုပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားမှုရှိသလိုဒါကျွန်တော်တို့လက်ခံနေဆိုတဲ့အနေအထားမျိုးမှာရက်တည်ခဲ့တယ်။နောက်ပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်ကပေါ့နော်ဒီလိုမျိုးခေါ်ယူတဲ့နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပေါ့နော်ညူကာဆယ်အသင်းဟာဆိုလို့ရှိရင်လည်းဒီကစားသမားကိုကန့်လန့်ခဲ့တဲ့အနေအထားမျိုးတွေရှိတယ်လို့ကျွန်တော်တို့သိရတယ်။အမှန်တမ်းပြောရင်ကန့်လန့်ခဲ့တာမဟုတ်ဘူးညူကာဆယ်နဲ့ဒီကျွန်တော်တို့ Brighton အသင်းဟာဆိုလို့ရှိရင်ဒီအစောပိုင်းကာလမှာကလေးကသဘောတူညီမှုရထားတာပေါ့နော်။ဒါပေမဲ့ကစားသမားကညူကာဆယ်ရဲ့ညူကာဆယ်နဲ့သူ့ရဲ့မိခင်ကလေးအသင်းကြားကသဘောတူညီမှုတွေကိုလစ်လျူရှုပြီးတော့ ချက်စီးသင်းတဲ့သူနဲ့စကားပြောထားတဲ့အကြောင်းချက်စီးသင်းကိုပဲသူကပို့ပြီးတော့ attention ပို့ရှိတယ်ချက်စီးသင်းကိုပဲပြောင်းချင်တယ်ဆိုတဲ့အကြောင်း သူ့ရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ Brighton ကိုပြောခဲ့တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုအနေအထားမျိုးကြောင့် Newcastle ကလည်း အဲဟိုမခေါ်ယူနိုင်ခဲ့ပဲနေပေါ့နော်ဒါချက်စီတင်းကပဲရရှိသွားတာဖြစ်တယ်ဆိုတော့ဒီကစားသမား2ဦးကိုခေါ်ယူပြီးတဲ့အချိန်မှာချက်စီတင်းနေနဲ့ဒါညူကာဆယ်ကိုရောဘိုင်ယန်ကိုရောကြော်ပြီးတော့ခေါ်ယူနိုင်ခဲ့တာဖြစ်လို့ဒါချက်စီတင်းရဲ့ဒီအပြောင်းရွှေ့ရဲ့ချက်စီတင်းရဲ့ဒီ image ရဲ့ကတော့ဒါအတိုင်းအတာတစ်ခုတည်းကစားသမားတွေပေါ်မှာ impact ဖြစ်နေစေဆိုတာတော့ကျွန်တော်တို့ပေါ်လွင်နေပေါ့နော်နောက်ပြီးတော့ Anzo Marsca ကိုရိုင်းကလည်းဒီ Yao Patro ကိုအရခေါ်ယူပေးဖို့ချက်စီတင်းရဲ့တာဝန်ရှိသူတွေကိုတောင်းဆိုရတဲ့အဓိကကတော့သူ့ရဲ့ဒီလက်ရှိအသင်းမှာရှိနေတဲ့ Christopher ဖာအန်ကန်ကိုပြီးရောက်ဖီလိုတိုထက်ဆိုင်လို့ရှိရင်ဒီရောက်ပက်ထရိုဟာသူ့အတွက်ပို့ပြီးတော့သူ့ရဲ့ပလန်မှာပို့ပြီးအလုပ်ဖြစ်မဲ့ကစားသမားမျိုးလို့သူကဒီယုံကြည်တယ်ပေါ့နော်ဒါကြောင့်မလို့ရောက်ပက်ထရိုကိုအရခေါ်ယူခြင်းခဲ့တယ်လို့အခုချိန်မှာတော့ဒါပေါင်55တန်းဝင်းခြင်းပါပဲဆိုတော့ချက်စီတင်းကဒါပူပူနွေ့နွေ့ပဲတိုက်စစ်ကစားသမားနှုတ်ခေါ်ယူခဲ့ပြီးတော့ပေါင်တန်း100ဆုံးဆုံးပေါ့ဗျာအတုံးပြူပြီးတော့ဒါဈေးကွက်မှာတော့စပြီးသူတို့လိုချင်တဲ့ကစားသမားတွေကိုအရခေါ်ယူနိုင်ခဲ့ပြီလို့ပြောလို့ရတာပဲဖြစ်ပါတယ်ဆိုတော့ ရောက်ပထူကအခုဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ USA ကိုလိုက်သွားမယ်ပေါ့နော် USA ကိုလိုက်သွားမှာဖြစ်ပြီးတော့စစ်စစ်မှုတွေကိုလည်းမကြခင်မှာပြုလုပ်တော့မှာဖြစ်တယ်လို့သိရပါတယ်ဆိုတော့ရာမဲကတင်ရောက်ဖိလစ်ပေါ့နော်ဒီ sorry ရာဟိုပက်ထရိုပေါ့နော်ဒီကစားသမား2ယောက်ရဲ့အဲကျွန်တော် paper work signing တွေကတော့ဘယ်တော့ဖြစ်လာမလဲပေါ့နော်အမှန်တိုင်းပြောရရင်ဂျာစီခိုင်မှာပဲစိတ်ချရမယ်ဆိုတဲ့အနေအထားမျိုးမှာတော့ဒါရှိတယ်ပေါ့နော်နောက်ပိုင်းဘောလုံးအပြောင်းရွှေ့တွေကဆိုတော့ဒီကစားသမား2ယောက်နဲ့ပတ်သက်ပြီးတော့ဒါ Chelsea ပြည်သက်တွေအတွက်ဝမ်းသာကြံအနေအထားမျိုးမှာရှိတယ်တစ်ဖက်မှာတော့ Chelsea တင်းကရာဟို Philip အပါဝင်ဘန်ချီဝဲနောက်ကျွန်တော်တို့ Chelsea တင်းရဲ့ကစားသမားတော်တော်များများကိုအငှားချဖို့အတွက်လောက်ဆောင်နေတာရှိတယ်။ရာဟိုဖီလစ်ကိုဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့အားလုံးဒီ ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းထွက်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်အနိုင်ရရှိခဲ့တဲ့ဘန်ဖီကာအတင်းဟာဆိုလို့ရှိရင်ရောက်ဖီလစ်ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်လို့ကျွန်တော်လည်းသိရတယ်လို့တစ်ဖက်မှာဆိုလို့ရှိရင်လည်းခရစ္စတိုဖာအန်ကွန်ဂူနဲ့ပတ်သက်ရင်လည်း Chelsea အတင်းကအဲဒီ right offer မျိုးတွေရရှိဖို့အတွက်ကိုမျှော်လင့်နေလို့သိရတယ်အန်ကွန်ဂူနဲ့ပတ်သက်ပြီးတော့လက်ရှိမှာ Premier League club အတင်းချိုးကစိတ်ဝင်စားနေတယ်ဒါပေမဲ့ Chelsea အတင်းရဲ့စည်းချမှုအပေါ်မှာလည်းအမ်မူတီတယ်ပေါ့နော်ချက်စီးတင်းနေတဲ့ဒီ အင်္ဂါငူခေါ်ယူတော့ငါဈေးပုံစံမျိုးတော့တောင်းဆိုဖို့အတွက်အခက်အခဲရှိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကြားထဲမှာကစားသမားရဲ့ဂိမ်းတိုင်းနေနဲ့ပတ်သက်ပြီးတော့အဲနောက်ပြီးအသက်လဲ ရလာပြီပေါ့ဗျအသက်ရလာပြီဆိုငယ်တော့ငယ်နေတယ်ဗျဒါပေမဲ့ Chelsea တင်းကိုရောက်တော့ငါထပ်ဆိုင်လို့ရှိရင်အသက်ရရလာတယ်ဒါပေမဲ့တိုးတက်မှုအပိုင်းမှာတော့ Chelsea တင်းမှာ development ဖြစ်တာကနည်းတယ်လို့ပြိုင်မဲ့တင်းကယူဆတဲ့အတွက်ဒါတန်း40ဝန်းကျင်ဒါမှမဟုတ်တန်း30ဝန်းကျင်လောက်နဲ့ခေါ်ယူဖို့အတွက်ကိုပဲပိုပြီးစေရထက်တန်နေ Chelsea တင်းကလက်ရှိမှာဒါကြောအန်ကန်ကိုကိုတန်60လောက်ထိရရှိဖို့အတွက်မျှော်လင့်နေတယ်လို့ရောက် Philips ဆိုလို့ရှိရင်လည်းဒါတန်း40နဲ့အထက်လိုချင်နေတာဖြစ်တယ်လို့ကျွန်တော်လည်းကြားသိရတယ်ဒီချက်တွေကတော့ဒါပြိုင်မဲ့အတင်းကခေါ်ယူဖို့အတွက်စူးစမ်းနေမှာနည်းနည်းလေးအဟန့်ထားဖြစ်စေတဲ့ဒီပြောင်းရွှေ့ခြေရှင်ဖြစ်တယ်လို့သိရတယ်ဒါ ပြီးတော့ချက်စီးတင်းနေတဲ့အနေငယ်ဈေးချပေးတဲ့အနေထားမျိုးလေးတွေတော့ကျွန်တော်လှုပ်ဆောင်သွားရမယ်ဆိုတော့အခြေအနေမျိုးမှာရှိတယ်ကျွန်တော်နားလည်ထားတာပဲဖြစ်တယ်။တစ်ဖက်မှာလည်းဒီနေ့သတင်းလေးထူးစမ်းတပုတ်တက်လာတယ်ဗျာ။အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒါချက်စီးအသင်းကဒီနောက်ထပ်ပေါ့နော်တိုက်စစ်မှုတိုးခေါ်ယူဖို့အတွက်ဟိုစိတ်ဝင်စားနေတယ်။အထူးသဖြင့်ကျွန်တော်တို့ဒါ front back ရဲ့ Hugo Arki တိုက်ပေါ့နော်။ဆိုတော့ ဟူဂိုအာခီတိုက်ကိုစိတ်ဝင်စားတာကတော့ကျွန်တော်တို့ရှေ့က transfer ဖွင့်ကလေးကကိုကျွန်တော်တို့နေတောက်လျှောက်ဆိုသလိုကြားလာရတာဖြစ်တဲ့အတွက်တိတ်တော့မထူးဆန်းဘူးအခုလည်းဟူဂိုအာခီတိုက်နဲ့ပတ်သက်ပြီးတော့ Chelsea တင်းကဆက်လက်ပြီးသူလှုပ်ဆောင်ဆရာရှိရလှုပ်ဆောင်နေတယ်လို့ကျွန်တော်သိရတယ်ဒါကလည်းမထူးဆန်းသေးဘူးဒါပေမဲ့နည်းနည်းထူးဆန်းတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့တိုက်စစ်မှုဖြစ်သူပေါ့နော်ဒါ Nicholas Jackson ကို Chelsea အသင်းကကြောင်းချဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့တင်ဖြစ်တယ်အထူးသဖြင့်တော့ဟူဂိုအာခီတိုက်နဲ့ဆက်နွယ်ပြီးတော့ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ နီကလတ်ဂျက်ဆင်ကိုရောင်းချဖြစ်မှုမဖြစ်မှုပုံမူတည်ပြီးတော့ဟူဂိုအာခေတိုက်ရဲ့အခြေအနေကလည်းဆက်ဆက်မှုရှိနေဆိုပြီးဖော်ပြလာတာဖြစ်ပါတယ်ဆိုတော့မာစကာကြိုက်တဲ့နီကလတ်ဂျက်ဆင်ကြီးကတကယ်ပဲရောင်းချမှာလားဆိုတော့ကျွန်တော်နေတိတ်တော့မယုံရဲဘူးအဲစပရိတ်ဒီတော့ ပို့ပြီးသွားစင်ဒါပေမဲ့ separate ကြီးသွားဖို့ကြောက်လဲဟိုကိုအကြီးတိုက်က1080လောက်ဆိုတော့ဒါ Chelsea တင်းနဲ့ဘလို့ဆက်သွားမလဲတော့မသိဘူးပေါ့ဗျာဒါကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဆိုတော့တင်းတက်တဲ့ပုံမှာကျွန်တော်တစ်ချက်ဖော်ပြပေးတာပါတစ်ဖက်မှာလဲ Chelsea တင်းကသူတို့ရဲ့တိုက်စစ်ကိုအားပြဖို့အတွက်နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ဒါ Watson ရဲ့တိုက်စစ်မှုဖြစ်သူ Mohamed Kudus ကိုလဲစောင့်ကြည့်မှုတွေလုပ်နေတယ်အထူးသဖြင့်ကတော့ဒီလက်ရှိ Marska အနေနဲ့ပေါ့နော်သူ့ရဲ့ squad မှာ Kudus လို့ကစားသမားမျိုးစာရောက်ရှိလာမယ်ဆိုလို့ရှိရင်အများကြီးအထောက်ကူအကူအညီအထောက်ပံ့နေဖြစ်မယ်လို့သူအနေနဲ့ယုံကြည်တယ်လို့သိရတယ် နောက်ပြီးတော့ဒီလက်ရှိမှာဆိုလို့ရှိရင်လေ West Ham United အသင်းကဒီ Mohamed Kudus နဲ့ပတ်သက်လို့ရှိရင်ဒါတင့်တော်တဲ့ကပ်လတ်မှုမျိုးတွေရရှိဖို့အတွက်ကိုလည်းမျှော်လင့်နေတာမျိုးရှိရလို့ကျွန်တော်အနေနဲ့ကြားရတယ်ပေါ့နော်ဆိုတော့ Chelsea အသင်းကဒါနဲ့ပတ်သက်ပြီးတော့လေစတေဝင်သားမှုရှိနေတယ်ကူဒက်စ်ကိုလည်းဆက်ပြီးတော့ try mode တော့ Chelsea တင်က ready ဆိုတဲ့အထားမျိုးမှာရက်တည်နေလို့ကျွန်တော်တွေသိရတယ်ဟိုရှေ့ရှေ့ရက်တွေမှာကလေးကလည်းဒီကူဒက်စ်တို့ကာနာချိုတို့ပေါ့နော်ဒါဒီကစားသမားတွေဒါ ဒဲလက်တိုဆိုတာဒါကျွန်တော်တို့ပရီးမီးယားလိမှာချက်စီတင်စိတ်ဝင်စားတယ်ဆိုပြီးအတန်ထွက်ခဲ့တဲ့ကစားသမားကြီးတွေကတယောက်ပဲပေါ့နော်ဆိုတော့ကူဒက်ပေါ့မဟုတ်ဘူးကူဒက်ဟိုရှေ့မှာတဲ့ကလည်းရှေ့ထွက်သွားပြီပါဒါညီကတို့မှတ်မိအောင်လားမသိဘူးကူဒက်ကချက်စီသေးနေတဲ့သဘောကျမျက်စိကျခဲ့တဲ့ကစားသမားတွေမှာပါဝင်ခဲ့ပြီးသားဖြစ်တဲ့ဒါအခုထပ်ပြီးတော့ဝဆမ်ကိုရောက်လာတဲ့အချိန်မှာလည်းဒါထပ်ပြီးတော့သဘောကျတယ်ဆိုတဲ့အနေအထားမျိုးမှာရှိနေတာပေါ့နော်ဆိုတော့ဒါကူဒက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တစ်ချက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါဖာမီယာအသင်းနဲ့မရှင်ပြိုင်ခင်ချက်စီသင်က training နှစ်ရက်နားတယ်လို့သိရပါတယ်အင်္ဂါနေ့မှပဲချက်စီကစားသမားအနေနဲ့ training ပြန်ဆင်းမယ်ဒီကြားထဲမှာတော့ဒီ Anzo Mars ကသူ့ရဲ့ကစားသမားတွေအပြည့်အဝအားယူနိုင်ခွင့်ရဖို့ပေါ့နော်။ဘာလို့ဆိုဒီပြီးခဲ့တဲ့ပွဲစဉ်မှာတော့ငါချက်စီသင်ကနည်းနည်းဟိုမုန်တိုင်းသတိပေးချက်တွေကြောင့်တော့ ပွဲချိန်တွေလည်းကြာသွားတယ်အလုံးပေါင်း၄နာရီလောက်တော့မှကြာလို့ကြုံကြာရတယ်ပေါ့နော်ဆိုတော့ချက်တွေကြောင့်ကစားသမားတွေရဲ့ထားရဖြစ်မှုတွေကိုကုစားနိုင်မှုတွေအနာပေးထားတယ်အဲ့ဒါပြီးလို့ရှိရင်တော့ဖာမီယာတင်နဲ့ရှင်မဲမှုတွေထရိတ်တွေစမှာဖြစ်ပြီးဖာမီယာတင်ကိုအကောင်းဆုံးရှင်မဲသွားဖို့အတွက်ရည်ရွယ်ထားတယ်လို့ကျွန်တော်လည်းသိရပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဒီကနေ့မနက်ခင်းဗီဒီယိုမှာတင်ဆက်ပေးခြင်းနဲ့ Chelsea သတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဆုံးဒီချီရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ see you next video ပါနော်